တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ဇွန်လ15ရက်ကနေ21ရက်နေ့တွင်တည်ရှိနေတဲ့ကာလမှာအပြိုင်ဆိုင်အလုံးကိုကြော်လွှားအောင်မြင်မယ်။ရှင်မန်းချက်မြမစွာထားပြီးတိုးတက်မှုကိုဖန်တီးနိုင်တယ်။ရှင်ပြိုင်မှုအလုံးကိုကြော်လွှားပြီးဘဝတိုးတက်မယ်။ ကာလရှိချာစံရတဲ့တို့မှန်သမျှကိုအောင်မြောင်ဆွဲနိုင်စွာရှိတယ်။ကိုယ်ပဲယက်တီချက်နဲ့ဒုက္ခခြင်းရဲ့အနစ်သာရကိုရမယ်။တိုးတက်မှုအောင်မြင်မှုတို့ရဲ့အနစ်သာရကိုရမယ်။ပညာတတ်ကိုသုံးချနိုင်မယ်။ဝေဝေနဲ့ဝေထွက်တယ်မမြဲဘူး။ကိုယ်ကိစ္စတဲ့သူတော်ကိစ္စတွေကိုဦးစားပေးပြီးလုပ်ရမယ်။လုံးသမျှလူသိရှင်ကြားဖြစ်မယ်။လျှို့ဝှက်ရမရဘူး။ 15ရင်းနေရာကောင်းသောကံကြမ္မာနဲ့တိုးတက်မှု ဖြစ်တည်လွှမ်းမိုးတယ်16ရင်းနေရာရန်တိုက်ခတ်နေတဲ့ထိတ်တိုက်တွေ့ရတတ်တယ်အနောက်တောင်ရက်ကိုဦးတည်သွားစရာနဲ့ဖြစ်တတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲတွင်သတိထား16ရင်းနေရာမိကောင်းဆွေကောင်းတောက်ခုရောက်ပြီလူလေးယောက်အတူတူကခီးသွားခြင်းမပြုရဘူးအနောက်ရက်ကိုဦးတည်သွားစရာနဲ့ကြီးဆက်ရမယ် နေ့တနိုင်ခွဲနေ့ညနေ3:00နာရီတွင်အသွာလာကျူဆက်မယ်ဆက်ရှိရနေ့မှာထူးခြားသောကံပွဲမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်စူပန်းလူကကြိုးပေးခြင်းနဲ့တိုးတက်ခြင်းကြီးရှိမယ်စကောရည်နေမှာရဝေးမှာကောင်းသောသတင်းစကားနဲ့တိုးတက်ခြင်းသတင်းစကားတွေချုံမယ်။နှစ်ဆယ်ရည်နေမှာဝိတေကံကောင်းမဲ့လက်ပွေမဲ့အလိုရှိရာပြည့်စုံမယ်။နှစ်ဆယ်တည့်နေမှာရန်တိုက်ခံများနဲ့ထိတ်တိုက်တွေ့မယ်။ စိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကြုံမယ်အနောက်ရက်ကိုတည်သွားစရာနေရှိတဲ့တဲ့မိနစ်ညနေတနိုင်ခွဲရနေညနေသောတိုင်းတွေကို အသွားလာနေတဲ့ you say အဲ့ဒီကဒနာသိတိနဲ့ခတ်ဆန့်ရှင်သောနေ့တစ်ခုလည်းဖြစ်ပါတယ်ဒီကလအတွင်းမှာတနင်္လာနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ် တနင်္ဂနွေနေ့ဗုဒ္ဓနေ့မွေးသူများကြောင့်စိန်တော်ရှက်ဖြစ်တတ်တယ်။တလီကိုကနန်းနေကြိုးပေးပါတယ်။အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သောဆွဲပြီးလူရှိရာကိစ္စဆောင်ရွက်ပါ။ဂျူလာ20ရက်နေ့မှာပိုက်ဆံအကျွေစိတ်30ကိုပလတ်စတစ်လေးတစ်ခုထဲမှာထည့်ပိတ်ပြီးတော့ ပိုက်ဆိုင်ထည့်ထည့်ပြီးစောင်းထားပေးပါထူကြစွာငွေကြေးကံကောင်းခြင်းနဲ့လက်ဝင်ခြင်းဒီအနာဂတ်မှာဖြစ်ပေါ်လာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်တနင်္လာနေ့ဝေသူအားလုံးမင်္ဂလာပါ၂၀၂၅ခုနှစ် ဂျွန်လ15ရက်ကနေ21ရက်နေ့အတွင်းကာလရံများမယ်တိုက်ခတ်များမယ်စေတနာဝေဒနာဖြစ်မယ်တပါးသူကြောင့်ကိုယ်ရည်ရွယ်ချက်ပြင်းရွှဲမယ်တွက်ဆထားတာနဲ့လက်တွေ့ကွာဟမယ်ရံတိုက်ခတ်နေတဲ့ထိတ်တိုက်တွေ့မယ်ဝေကျေးပေးယူကိစ္စတွေမှာ အငင်းပွားစရာကြုံမယ်တပားသူကြောင့်မိမိရွယ်ချက်တွေမှာနှောင့်နှေးချမ်းသာခြင်းကြုံမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်ရန်နှောင့်ချက်တွေနဲ့ထိတိုက်တွေ့မယ်အတိုက်ခံကြတဲ့မှာဘဝတိုးတက်မှုတွေကိုဖန်ပြီးရယူခြင်းကိုကြုံတွေ့နိုင်တယ်15ရက်နေ့မှာပြဿနာများတဲ့နေ့စိတ်နှောင့်ချက်များတဲ့နေ့ဖြစ်တယ်16ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရခြင်း ဘဝကံတိုးတက်ခြင်းနဲ့ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ရှိအဲ့ဒီနေ့မှာအနောက်တောင်ရက်ကိုတည်သွားစေတဲ့ရှိတတ်တဲ့မနဲ့ကိုးနိုင်တဲ့စေတိုင်းခွဲတွင်သွားလာယူဆမယ်ဆက်ခွန်ရနေရတော့လူမျိုးခွဲအကျိုးပေးခြင်းပြောင်းလဲမှုနဲ့တိုးတက်မှုကံပွင့်ခြင်းနဲ့ရှိမယ်ဆက်ရှိရနေရငွေစုလိုက်ဝယ်မယ်မထင်မှတ်ဖဲဒုစရမြအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့ရှိမယ် စကောရဲ့နေ့မှာအထင်မှားခံရတဲ့၁၉ရဲ့နေ့မှာလူမျိုးခွဲချိုးပေးမယ်အရာဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေချိုးပေးမယ်ဝေးကြီးကလုပ်ငန်းကံကောင်းခြင်းချုံမယ်၁၈ရဲ့နေ့မှာငွေကြီးကံကောင်းမယ်လက်ပွင့်မယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်၁၉ရဲ့နေ့မှာ မတော်တဆထိခိုက်မှန်ရဲ့ကျူးဆက်ရမယ်။မှန်နာနဲ့လက်တွေ့ခွာမယ်။စိတ်နောက်စိတ်တည်များမယ်။20ရင်းနေမှာပေါ်ပေါက်လာတဲ့အခွင့်အရေးတွေကိုလက်တွေ့သုံးချပြီးတော့တိုးတက်မှုရှာမယ်။ရံများမယ်။အတိုက်ခံတဲ့ထိတိုက်တွေ့မယ်။20ရင်းနေမှာ မတော်တဆထိခိုက်မှန်ရဲ့ကိုအထူးပြုပြီးကျူးဆက်ရမယ်။ အနောက်ရက်ကိုဒီသွားစရာနေရှိတဲ့တဲ့နေတနိုင်ခွဲနဲ့သုံးနိုင်တွင်သွားလာကြည့်ဆက်ရမယ်။အဲ့ဒီ၂၀ရက်နေ့ကဒနာသီတိနဲ့ကစမ်းရှင်တဲ့နေ့လည်းဖြစ်တဲ့အတွက်လက်ပွင့်ကပ်ပွင့်စေခြင်းတွေအတွက်စီစဉ်ဆောင်ရွက်နိုင်ခြင်းရှိပဲ။ဒီကလာတော်တွင်မှာတနင်္လာနေ့သောက်ချာနေ့ ဗုဒ္ဓနှင့်ဝိသူတွေကိုကောင်းကျိုးပေးမယ်။တနည်းငယ်တွင်နေငါနေဝိသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်။ငါခုကိုကနန်းနေအကျိုးပေးတယ်။အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုအကျိုးပေးတဲ့အရာများဖြင့်သုံးဆွဲပြီးတော့အလိုရှိရာဆောင်ရွက်ပါ။ကောင်းခြင်းကံကြမ္မာများရစေရန်အတွက်အဖြူရံပတ်ဝန်းတို့ကိုဖျားကပ်လူပူဇော်ပြီး တို့ရဆုတောင်းပါကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဇွန်လ25ရက်ကနေ23ရက်နေ့တော်တွင်မှာ အလိုပြည့်စုံခြင်းဘောအတုတက်ခြင်းကံမြန်မာခြင်းနှင့်ရှိမယ်အလုံးစင်တုတက်မယ်လောဘံကွေပုံမရရှိမယ်ယာဓုစင်တုတက်မယ်အခဲခဲဖြစ်ရှင်းနိုင်မယ်ရှင်ပြိုင်မှုအောင်မြင်မယ်လူမျိုးွဲအကျိုးပေးမယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်ကိုယ်ပိုင်လုပ်ငန်းလုပ်သူတွေမှလည်းအကျိုးမြတ်ကောင်းစွာရရှိမယ် ပေါ်ပေါက်လာတဲ့စေကုကြံညာတို့ကိုလက်တွေ့ခံတဲ့ပေါ်ရန်တည်တော်တယ်အလုံးရှာခြင်းလုံးလျှောက်ခြင်းတွေ့ကောင်းတယ်ပြိုရည်သူတွေမှာစမ်းပွေတယ်ဘိုးရည်ကြီးကိစ္စတွေမှာမြုံနယ်လိုက်ရင်ထူးခြားတဲ့ကျိုးဆက်တွေရရှိမဲ့ကာလတစ်ခုဖြစ်ပါတယ်15ရည်နေ့မှာအရာရာဆင်ပြေခြင်းကံကောင်းခြင်းတိုးတက်ခြင်းနဲ့ရည်ရွယ်ချက်အောင်မြင်ခြင်းနဲ့ရှိ16ရည်နေ့မှာရှင်ပြိုင်မှုအောင်မြင်မယ် ဝေဖတ်မတင်ဘူးတိုက်ခတ်များမယ်မတော်တဆထိခိုက်မှန်နေအောင်လည်းကြိုးစားရမှာပေါ့အနောက်တောင်ရက်ကုန်တည်သွားစရာညရှိတဲ့တဲ့မနေ့ကိုးနိုင်တဲ့၁၀နိုင်ခွဲတွင်သွားလာကြိုးစားမယ်ဆက်ခွန်ရဲ့နေ့မှာရံများမယ်တိုက်ခတ်များမယ်ထင်လွဲမှုတွေဖြစ်ရှင်းရတဲ့တဲ့စိတ်ရှုပ်ထွေးရတဲ့တဲ့ဆက်ရှိရဲ့နေ့မှာ မိကောင်းဆွေကောင်းထောက်ယူရမယ်မထင်မပဲအမျိုးသမီးမိတ်ဆွေတီတီကဲထူရန်ကူညီရပြီးတော့ဘဝကံတက်လန်းလုပ်ငန်းတက်လန်းဖွဲ့သွားမယ်စကောရဲ့နေမှာခရီးကိစ္စဆင်ပြေမယ်လူမျိုးခွဲအကျိုးပေးမယ်ရဝင်းနဲ့ဆက်ဆက်ပြီးလုပ်တယ်လို့ဆင်ပြေမယ်ပစ္စည်းပြောက်တတ်တယ်၂၀ရည်နှစ်မှာငွေကြေးခံကောင်းမယ်လက်ပွင့်မယ်လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ် ရရစင်ပြေပဲ23ရက်နေ့မှာ သေစာထိခဲ့မှန်ရဲ့ကျူးဆက်ရမယ်။ရံများခြင်းနဲ့မတော်တဆညဖြစ်ပေါ်တတ်ခြင်းတွေကျူးဆက်ရမယ်။အနောက်ရက်ကုန်တည်သွားစရာညရှိတတ်တဲ့နေ့တနိုင်ခွဲနဲ့သွားနိုင်သုံးနိုင်တွင် သွားလာနေတိုင်းအထူးပြုပြီးကျူးဆက်ရမှာဖြစ်တယ်။အဲ့ဒီ23ရက်နေ့ဂျူနီယာဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ဖြစ်တယ်။ အကျွေးစေနှစေကို အမွှေးနှံသာပြန်ပြီးလူနဲ့ဆောင်ပေးပါဒီကလာတော်တွင်မှာသာသာပတိနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့လာတော့ချမွေးသူတွေဒုက္ခပေးမယ်၃၆ခုကဏ္ဍနေကျိုးပေးတယ်အပြာရောင်ပန်းရောင်မိခိုးရင်ရောင် တို့ကိုဝတ်ဆက်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါပန်းရောင်နေစီဝင်နေတယ်ဘုရားကတ်သူပူဇော်ပြီး အလိုရှိရာဆုတောင်းရင်ဆုတောင်းပြေပါလေကျေးဇူးတင်ပါတယ်ပௌထုနေမွေသူအလုံးမင်္ဂလာပါ2025ဇွန်လ15ရက်ကနေစပြီးတော့20ရက်နေ့အတော်တွေမှာရှင်မန်းချက်ရည်ရွယ်ချက်တရားမြင်မယ်ဝေကြီးကကောင်းမယ်လက်ဖွဲ့မယ်စုပေါင်းလုပ်ငန်းချိုးပေးမယ် မိကောင်းဆွေကောင်းထောက်ကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေတူလောကန်ကျင်းတို့ရဲ့ကောင်းသောကြိုးကျေစုရမယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရမယ်ကျမ်းမင်းတဲ့ငယ်ချူကြမယ်အမျိုးသမီးမိတ်ဆွေ ကြီးကဲဒုထာကူညီရမယ်စမ်းဖွင့်ခြင်းအိမ်တော်ကံကောင်းခြင်းအိမ်တော်ရင်းနဲ့ပတ်သက်သော ဆုံးဖြတ်ချက်အချင်းရင်းနဲ့ပတ်သက်သောဆုံးဖြတ်ချက်ချမ်းမင်းရခြင်းတွေကြုံမယ်အလုပ်ကိစ္စဆောင်ရွက်စဉ်ပြင်ပြီးကြီးကဲမြတ်ထံက ကောင်းသောထောက်ကူရမယ်ဘဝတိုးတက်မှုနဲ့ကံမြတ်မှမှုတွေရှိမယ်15ရည်နှစ်မှာကိုလိုသမ ्या အောင်မြင်မှုနဲ့တိုးတက်မှုရှိ16ရည်နှစ်မှာပစ္စည်းပြောက်တတ်တဲ့မတော်စနဲ့ကျူးဆက်ရမယ်ရန်တက်ခနေနဲ့ထိတ်တိုက်တွေ့မယ်အနောက်တော်ရကုန်တည်သွားစရာညင်ရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲတွင်သွားလာကျူးဆက်ရမယ် 18ရက်နေ့မှာငွေကြေးကံလုပ်ငန်းကစီးပွားကံထူကောင်းပြီးတိုးတက်တဲ့ကံတွေပေါ်မယ်။17ရက်နေ့မှာရန်တိုက်ခံတဲ့တွေ့တတ်တဲ့လက်စားသူတွေနဲ့တွေ့တတ်တဲ့19ရက်နေ့မှာကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ရှေတိုးလောက်ကံခြင်းတွေကြိုးပမ်းပြီးတိုးတက်မယ်။အထူးကောင်းတဲ့နေ့တစ်ခုဖြစ်တဲ့20ရက်နေ့မှာ ရန်ပတိပက္ခိုင်နဲ့ထိတ်တိုက်တွေ့မယ်။သူတစ်ပါးကြောင့်ကိုယ်ရည်ရွယ်ချက်ကြီးမားချက်တွေမနှောင့်နှေးမယ်။ 21ရက်နေ့ကတော့တရားရစင်ပြေခြင်းဒုရားပြည့်စုံခြင်းဘဝတိုးတက်ခြင်းကံမြမခြင်းရှိမယ်ဒါပေမဲ့အနောက်ရက်ကုန်တည်သွားစေခြင်းရှိတတ်တဲ့နေ့ဖြစ်တဲ့ပတောသစ္စာနေ့အထူးသတိထားမယ်နေ့တနင်္ဂနွေနေ့ညနေ3:00နာရီတွင်အသွာလန်နေထိုင်ယူဆက်မယ်အဲ့ဒီမှာတဏှသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တဲ့ပိုက်ဆံတထောင်တန်တရက်ကိုမွေးနေ့သာပြန်ပြီးတော့လူနဲ့ဆောင်ပေးလိုက်ပါ တနင်္လာနေ့သောကြာနေ့ကနေ့ဝိသူတွေကောင်းကျိုးပေးပြီးတော့ဇာသပတိစနေနေ့ဝိသူများကြောင့်စေနောက်ရှယ်ဖြစ်တတ်ပါတယ်369ကနန်းနေ့ကျိုးပေးပါတယ်ပန်းရောင်ညောင်ချက်သွေးရောင်တို့ဝတ်ပြီးလို့ရှိရကိစ္စဆောင်ရွက်ပါဝေကြီးလုံငန်းရည်ရာစကောင်းကြီးကံနေရဖို့အတွက်ပန်းရောင်ပတ်ဝန်းကျင်တွေဖျားကတ်လူပူဇော်ပြီးတို့ရဆုတောင်းပါကျေးဇူးတင်ပါတယ် ကြာသာပတိနေမွေသူအားလုံးမင်္ဂလာပါ2025ဇွန်လ15ရက်နေ့27ရက်နေ့တော်တွင်မှာစုပေါင်းလုပ်ငန်းကြိုးပမ်းမယ်မိကောင်းဆွေကောင်းတောက်ကူရမယ်ရည်မှန်းချက်သိအောင်မြင်မယ်စမ်းပွင့်မယ်လိုရာပြည့်စုံမယ်ဘဝတိုးတက်မယ်ရည်မှန်းချက်အောင်မြင်ခြင်းနဲ့ကံမြမခြင်းရှိမယ်မိသားစုနဲ့ပတ်သက်တဲ့ ကောင်းသောတိုးတက်သောစကားချုံမယ်မင်္ဂလာကိစ္စများပံဝင်ပတ်သက်ရတတ်တယ်ရှင်မချက်စစ်တွေရွယ်ချက်စစ်တွေထူးထူးခြားခြားအောင်မြင်မယ်ငွေကြေးကဏ္ဍလုပ်ငန်းကဏ္ဍထူးထူးခြားခြားတိုးတက်မယ်ဒီတပတ်အတွင်းမှာမင်္ဂလာဆောင် ဖိတ်စာတစ်ခုဖိတ်ကြားခံရရင်အဲ့ဒီမင်္ဂလာဆောင်ဖိတ်စာကိုသေချာသိမ်းဆဲထားပါအမြဲတမ်းလက်ပွင့်စေတဲ့ကံပွင့်စေတဲ့ထူးခြားတဲ့ကံတွေပေါ်ပေါက်လာတယ်ထူးခြားတဲ့မင်္ဂလာရေးရာတွေဖြစ်ပေါ်လာနိုင်တယ် အဓိက15ရက်နေ့မှာစူပေါင်းလုပ်ငန်းကျိုးပဲမေကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်16ရက်နေ့မှာသစ္စာဖောက်ခံရတဲ့လူလိန်လူကောက်တွေ့တဲ့တဲ့မတော်တဆနေကိုလည်းအထူးပြုဂရုစိုက်ရလိမ့်မယ်အနောက်တောင်ရက်ကိုသွားစင်အနေရှိတဲ့တဲ့မနေ့9ရက်နေ့စေနံခွဲတွင်သွားလာဂရုစိုက်မယ်16ရက်နေ့လုံးသမျှအစဉ်ပြေသွားမယ်အောင်မြင်သွားမယ်မေကောင်းဆွေကောင်းထောက်ကူရမယ်16ရက်နေ့မှာ ရံများမယ်မတော်တဆနဲ့ကြူဆိုင်ရမယ်ညာချင်ညာလက်မှာသေစားထိခဲ့မှု ဖြစ်တတ်တယ်19ရက်နေ့ဟာအရာရာဆင်ပြေခြင်းဒိုရာပြည့်စုံခြင်းမိကောင်းဆွေကောင်းထောက်ကူရခြင်းဆုံးဖြတ်ချက်မှန်ခြင်းရှိမယ်20ရက်နေ့မှာလုံးဝမလုံတော့ဘူးလို့ဆုံးဖြတ်တဲ့ကိစ္စပြန်လို့ဖြစ်နေမယ်ရတန်းတဲ့လုပ်တွေပြန်လဲစတင်နေမယ်20ရက်နေ့ဟာ ကံကောင်းခြင်းလက်ပွင့်ခြင်းနဲ့တိုက်ဆိုင်နေတဲ့ဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့အဲ့ဒီမှာပိုက်ဆံတရွက်ကိုအမွှေးနှံသာပြန်ပြီးလူနဲ့ဆောင်လောသမြလည်းကောင်းတယ်ဒါပေမဲ့အဲ့ဒီနေ့မှာ မတော်တဆထိခိုက်မှုတွေကိုအနောက်ရက်ကိုတည်သွားစဉ်ဖြစ်တတ်တယ်နေ့တနင်္ဂနွေနဲ့သုံးနိုင်တွေ့သွားလာနေတိုင်းဂယုစိုက်ရမှာဖြစ်တယ်တနင်္လာနေ့ရင်ကနေ့ တောက်ကြနေမွေးသူတွေကောင်းကျိုးပေးပြီးတော့ကြာသပတေးနေ့စနေနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်။အပြာရောင်ပန်းရောင်ညရောင်ချက်သွေးရောင်တို့သုံးမှာ369ခန်းနဲ့ညသုံးမှာပန်းရောင်ပန်းပွင့်ဖျက်ကတ်လူပြီးလိုရာဆူတောင်းရင်ဆူတောင်းပြေးပါမယ်။ကျေးဇူးတင်ပါတယ်။တောက်ကြနေမွေးသူအလုံးမင်္ဂလာပါ။2025ခုနှစ်ဇွန်လ15ရက်ကနေ့ 2021ရဲ့နှစ်အတွင်းမှာငွေချေကံကောင်းမယ်လူရပြည့်စုံမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝရည်မှန်းချက်တွေရှေ့တွန်းလို့ပြီးတိုးတက်သွားမယ်အကျက်ကဲဘလောက်ရှိရှိဒီချိန်မှာဟာလုံးကိုကြောလွားပြီးတလန်းရောက်ဗဏ္ဍီနိုင်လေးဇက်တန်တဲ့လူတွေပြန်လဲစတင်နေစိုင်းငံထားတဲ့လူတွေပြန်လဲဆင်ပြေမယ်ပိတ်နေတဲ့လမ်းကြောင်းကုန်ပြန်ဖွဲ့မယ် ကိုယ်ပိုင်ယက်တည်ခြင်းနဲ့ဘဝတွတ်တက်မှုရဲ့နှစ်သာရတွေအထူးတည်းကောင်းသောနေထိုင်နဲ့တွတ်တက်တဲ့ကံဤဖြင့်ပေါ်ပေါက်ကြိုးပေးသွားမယ်။သူတမန်းနဲ့ကိုယ်နဲ့ကြာမတူတဲ့ရှုတော့နေရနေတွေးပြီးလှုပ်လိုက်တာတွေကနေတွတ်တက်တဲ့လမ်းကြောင်းတွေကိုထက်ရောက်လာမှာ15ရက်နေ့မှာဝေကြီးကံကောင်းမဲ့လက်ပွဲမဲ့16ရက်နေ့မှာမတော်တဆနေကျူဆယ်မဲ့ရန်တိုက်ခန့်နေဖြစ်တတ်တဲ့ အနောက်တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြသတိထားမယ်18ရက်နေ့မှာလက်ပွင့်ကပွင့်ခြင်းနဲ့အခက်အခဲပြည်လည်ခြင်းတွေရှိပဲ16ရက်နေ့မှာမထင်မှတ်ဖဲငွေဝယ်မယ်ရန်တော့ဖြစ်ရတတ်တယ်ပฏิပက္ခရှိတတ်တယ်19ရက်နေ့မှာမထင်မှတ်ပဲလူရပြည့်စုံခြင်းနဲ့တိုးတက်ခြင်းတွေပေါ်မယ်20ရက်နေ့မှာရတ်တဲ့လူတွေပြန်လဲစခြင်းရပယ်ခွင့်ပြန်လဲရရှိခြင်းကြောင့်ပဲ နှစ်ဆက်တည်းနေ့မှာမတော်စတိခဲ့မှုကနေကျေးဆက်ရမယ်။အဲ့နေ့ကဇနသိတိနက္ခတ်နဲ့ဆန်းရှင်တဲ့နေ့လည်းဖြစ်တဲ့အဲ့နေ့မှာဝိဆက်ကုတရက်ကိုအဝိနတ်သာဖြန်ပြီးလူနဲ့ဆောင်။အဲ့နေ့မှာမတော်စနေကအနောက်ရက်ကိုတည်သွားစေတဲ့ရှိတတ်တဲ့နေကင်းတနိုင်ခွဲနဲ့သုံးနိုင်ခွဲသုံးနိုင်အတွင်မှာသတိထား ်နေကင်းတနိုင်ခွဲနဲ့သုံးနိုင်တွင်မှသတိထားပါအနည်းရှိတတ်တယ်တနေ့တာကာလအတော်တွင်မှစီဝါလတ်လာပါတရားတော့ကောင်းပါမယ်အဲ့ဒီချိန်လေးကိုပဲနေငယ်အညာရှိတာပါဒီတပတ်တာကာလအတွင်းမှာတနင်္လာနေ့ကြာသာပတိနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေစနေမွေးသူများကြောင့်စေနာဆက်တိရှိတတ်တယ် တင်ငါကိုကနန်းနေချိုးပေးတယ်အပြာရောင်မိခိုးရောင်နှုတ်နှစ်ရောင်နေသုံးပြီးလို့ရှိရကိစ္စဆောင်ရနိုင်တယ်အဖြူရောင်နဲ့ကဲမွာတထဲကို အမွှေးနှံ့သာပြန်ပြီးလူနဲ့ဆောင်မှာ ကောင်းခြင်းခံနေရပါမယ်ကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ် ဂျူနာ19ရက်နေ့နေ့21ရက်နေ့တော်တွင်မှာဆုံးဖြတ်ချက်မှန်ကန်မယ်ရှားပိုင်ခွင့်ပြန်ရမယ်ခရီးကံကောင်းမယ်ယင်းသည်သူများနဲ့စကားများတတ်တဲ့အပြန်ဆိုင်တက်ခင်နေတဲ့ထိတ်တိုက်တွေ့မယ်ငွေဝင်နဲ့ပြန်ထွက်တယ်မမြဲဘူးဥတီကျဲပြောင်းခြင်းကြိုးပြခြင်းရှိမယ်လူမျိုးခွဲအကျိုးပေးမယ်19ရည်နေမှာရန်နဲ့ရှင်ပြီးလောက်ရမယ် အယူဆမတူသူတွေတွေ့ရတဲ့16ရက်နေ့ကအရာရာဆင်ပြေပဲကံကောင်းမဲ့တို့ရာပြည့်စုံမယ်16ရက်နေ့မှာလို့ဖို့ကိစ္စဖို့တွေကြုံမယ်ရှင်ပြိုင်မှုအောင်မြင်မယ်17ရက်နေ့မှာရန်တိုက်ခံတဲ့ကြုံမယ်အထင်မှားမှုတွေဖြေရှင်းရမယ်19ရက်နေ့ထူးထူးခြားခြားကံကောင်းခြင်းမိကောင်းဆွေကောင်းထောက်ခွေရခြင်းတွေကြုံမယ်20ရက်နေ့ခီးကံကောင်းမဲ့လူမျိုးွဲအကျိုးပေးမယ်အရာဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကျိုးပေးမယ် နစတဲ့နေမှာငွေရေးချေးကံဘဝကံကောင်းခြင်းနဲ့တိုးတက်ခြင်းတို့ကိုကျုပ်တွေ့ရမှာဖြစ်ပါတယ်။ဒီကလအတွင်းမှာအထူးသတိထားမယ့်ရက်၂ရက်ရှိပါတယ်။ပတောရဆညဖြစ်တတ်တဲ့ရက်၁၆ရက်နေ့ဇူလအဲ့ဒီမှာအနောက်တောင်ရက်ကိုတည်သွားစေနေရှိတတ်ပါတယ်။မနေ့9နိုင်နဲ့10နိုင်ခွဲအတွင်းဖြစ်ပါတယ်။ 21ရက်နေ့မှာတခါအနောက်ရက်ကိုတည်သွားစရာနေ့ဖြစ်တတ်တဲ့နေ့တနိုင်ခွဲနဲ့ညနေ3နိုင်တွင်ဖြစ်ပါလေ။အဲဒီ21ရက်နေ့မှာ ထူခြားချက်နောက်တစ်ခုကဒနာသိတိနဲ့ခတ်စမ်းရှင်တဲ့နေ့ဖြစ်တယ်။အဲဒီနေ့မှာလက်ဖွင့်ကပွင့်စေရန်ပိုက်ဆံကြွေစေးတို့ကို30ကို plastic တဲ့ထည့်ပြီးလူနဲ့ဆောင်ပေးထူးထူးခြားခြားကောင်းတဲ့နေသားရှိဒီကလာတပတ်တာအတွင်းတနေ့ကနေသောကြာစနေမွေးသူတွေကောင်းကျိုးပေးပြီးတော့ တနင်္လာနေ့ဇာသပတိနေ့မွေးသူများကြောင့်စိန်နောက်ဆက်တီကတိကောင်နေ့ဖြစ်တတ်တဲ့နှစ်ကုန်ကုန်ကနန်းနေ့ကျိုးပြီးတဲ့အဖြူရောင်ဆင်းရောင်မိခိုရောင်တို့ကိုဝတ်ဆင်သုံးဆွဲပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါအဖြူပန်းပွင့်လေးတွေဖျားကတ်တူပြီးတော့လိုရာဆန္ဒပြုပါ ထူးထူးခြားခြားကံကောင်းပါမယ်ကျေးဇူးတင်ပါတယ်